ဂျပန်နဲ့တရုတ်ကြားထိုင်ဝမ်ရင်းနှီးပတ်သက်ပြီးတိမမှုတွေမြင့်တက်လာနေတဲ့ကြောင်းဒါကအကျဉ်းချုပ်ပါအဓိကကတော့ဂျပန်ဝန်ကြီးချုပ်သက်ရဲ့အမတ်ချက်စကားတစ်ခုကနေစပြီးအဓိကကုန်တွေပဲထင်နေဒီနေ့နိုင်ငံသားမှာတန်တမန်ရေးရအငင်းပွားမှုတွေအချိန်မြင့်လာတာပါပထမချက်ကတော့ဒီငင်းပွားမှုရဲ့အစပေါ့ဂျပန်ဝန်ကြီးချုပ်စနိုင်းတာကိုက်ချီဟာထိုင်ဝမ်ကိုစစ်ရေးအသုံးတိုက်ခိုက်လာရင်အဲ့ဒါဟာဂျပန်ရဲ့ရှင်းတမ်းမှုကိုချင်းချုပ်တဲ့အခြေအနေဖြစ်လာနိုင်တယ်အဲ့ဒီခါတိုကျိုကစစ်ရေးအရာသုံးပြပိုင်ခွင့်ရှိတယ်လို့ပြောလိုက်တာပါ သူကဒီစကားကိုပြန်ရုပ်သိမ်းမှာမဟုတ်ဘူးလို့လည်းအခိုင်အမာပြောထားတာပါဒုတိယအချက်ကတရုတ်ရင်တုံ့ပြန်မှုပါတရုတ်ကသူ့နိုင်ငံသားတွေကိုဂျပန်ကိုခရီးမသွားဘူးတတိပိချက်ထုတ်တယ်ဂျပန်တမ်မတ်ကိုစင့်ခေါ်တယ်ပိုဆိုးတာကအိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်ချုပ်ကဝင်းကျုပ်တာကိုက်ချီကိုချင်းချုပ်တဲ့ social media post တခုတင်လိုက်ပြီးနောက်ပိုင်းမှာပြန်ဖြတ်သွားတာပါနောက်ဆုံးချက်ကတော့တန်တမန်ရေးရအပြန်လန်တုံ့ပြန်မှုတွေပါပဲ။ ဂျပန်ဘက်ကလည်းတရုတ်တံပတ်ကိုပြန်ဆင့်ခွာခဲ့ပြီးအဲ့ဒီကောင်းစင်ဝင်ချုပ်ကိုမနီမြို့ဝယ်ဖို့ကိုဖြစ်တမတ်ဖို့အထိတောင်းဆိုလာကြတာပဲဒါဟာထိုင်ဝမ်ရဲမှာတမင်တကာမီမီယာရက်တီလေးရှိတဲ့ဂျပန်ရဲ့မဟာဗျူဟမျိုးမပြတ်သားမှုပေါ်လစီကနေတည်တည်တာခွဲထွက်လိုက်တာဖြစ်လို့အရန်ရဲချိပါတယ်သူတို့ပြောရရင်ဝင်းနီချိုကမချက်စကားတစ်ခုကဂျပန်ရဲ့သမိုင်းစင်လာမူဝါဒကိုပြောင်းလဲစေပြီးဒေတာတွင်းတင်းမှတ်မှုတွေကိုပုံမိုးဆိုးဝါးစေခဲ့ပါတယ်